င်္ဂလာပါဒီနေ့ပြိတ္တကြီးအတွက်ကိုဘုန်းကြီးဂုံသိက္ခာပြင်နေထိုင်ပါဆိုတော့ကောင်းစင်လေးပြောချင်ပါတယ်ကိုယ့်ရဲ့ဘဝကိုပေါ့အတိတ်ရှိတဲ့ဘဝလေးဂုံသိက္ခာရှိသောဘဝလေးနဲ့နေဖို့အရန်အရေးကြီးတယ်လောကမှာကိုလူနှမျိုးရှိမှာပေါ့နော်ကျွန်တော်အလုတ်လုတ်တာလည်းနှမျိုးရှိမှာကောင်းတာတွေဆိုးတာတွေရှိတယ်မှာကိုဘလို့လူလဲပေါ့ကိုပြောတာတွေကိုလုတ်တာတွေကိုတွေးတာတွေကောင်းရင်ဒါဂုံသိက္ခာရှိမှာ ကိုလုံးတာတွေကိုပြောတာတွေကိုတွေးတာတွေဆိုးနေမှာဆိုရင်တော့ခုံတိခါမဲ့နေမှာပဲဘယ်လန်းရွေးမလဲရတော့ဒါကိုဆုံးဖြတ်ချက်နဲ့ကိုပဲလူတိုင်းဟာကိုကြိုက်တဲ့လမ်းကိုရှောက်နေကြတာအဲ့တော့ဘသူဘသူမှဘာမှဝေဖန်စရာမလိုပေမဲ့ကိုဘဝလေးကိုတင်ရင်တော်မှစိတ်ထောင်ဖြောင်းနဲ့တည်လို့ရတဲ့ဘဝမျိုး ဖြစ်ချင်တာပေါ့အဲ့လိုဖြစ်ချင်တဲ့ဆိုလို့ရှိရင်တော့လူတွေကို အပုတ်ချနေတာလူတွေကိုအလကားနေထိုင်ပြီးတော့အပြစ်မြင်နေတာ ဒါမျိုးတွေမလုပ်ပါနဲ့အဲ့ဒီစိတ်ကအစကတည်းကစိတ်မဲမှလူတွေရဲ့အမဲတွေကိုပဲလိုက်ကြည့်တာစိတ်ဖြူတဲ့သူကအဲ့ဒီလူတွေရဲ့အမဲတွေမမြင်ဘူးမြင်ချိန်လည်းမရဘူးသူ့ရဲ့ကုသိုလ်သူ့ရဲ့အလုပ်သူ့အကျိုးအများအကျိုးဆိုတဲ့အလုပ်တွေနဲ့အချိန်ကုန်နေတာသူ့မှာအားချိန်မရှိဘူးအားချိန်မရှိတဲ့အခါကျတော့လူတစ်ယောက်ကို အပုတ်ချလိုက်ဖို့လူတစ်ယောက်ကဂုံတိတ်ခါကိုစော်ကားလိုက်ဖို့သူ့မှာအချိန်မရှိဘူးအဲ့တော့စဉ်းစားကြည့် လူတယောက်ကိုအပုတ်ချလိုက်တဲ့သူကိုဘေးလူတယောက်ကလေစားသလားလို့အဲ့ဒါကိုစဉ်းစားကြည့်လူတယောက်ကိုအပြစ်ပြောတယ်သိခါချတယ်ဆိုတဲ့လူတယောက်ကိုပဝင်းကျင်ကလူတွေကကြင်ညိုသလားလို့အဲ့ဒါကိုလေ့လာကြည့်လိုက်လက်တွေ့ကျကျလေ့လာကြည့်လိုက်အဲ့တော့သူများအကြောင်းကိုပြောလိုက်တဲ့အခါကျတော့သူများအကြောင်းမကောင်းပြောသူကိုရောလူကောင်းဟုတ်ရဲ့လားဆိုတဲ့စကားလေးကပညာရှိတွေပြောထားခဲ့တာအရန်တတိထားဆင်ခြင်းတဲ့စကား ဲ့တော့ကိုကသူများကိုလူရှိသူရှိမှာဝေဖန်လိုက်ပြီးလူသိရှင်ကြားစော်ကားလိုက်ပြီးစော်ကားလိုက်တဲ့အခါမှာတခြားလူတွေကဒီလူဟာစိတ်သက်အောက်တန်းကြတယ်လို့ဒီလိုသတ်မှတ်သွားတယ်။အလိုလိုနေရင်ပေါ့ကိုတမင်းကိုစားပြီးတော့ကိုကဂုံသိက္ခာကြားအဲ့လိုပြောမဲ့အစားဒီပါဇက်ပါနေတာဘာပြောလို့ရလဲဆိုတော့မေတ္တာစကားတွေပြောလို့ရတယ်ကိုချင်းစာစကားတွေပြောလို့ရတယ်ဖယောင်းဟောထားတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခာဒါတွေကျင့်သုံးရမယ်လေ သူတစ်ပါးရဲ့အောင်မြင်မှုသူတစ်ပါးသူ့ဘာသာသူကုသိုလ်ကောင်းမှုတွေလုပ်နေပြီဆိုရင်ဝမ်းသာပေးနိုင်ရမယ်မုဒိတာပွားကိုပွားနိုင်ရမယ်မုဒိတာပွားနိုင်ပြီဆိုလို့ရှိရင်ဒါကောင်သိက္ခာရှိတဲ့စိတ်ထားဖြစ်သွားပြီမေတ္တာထားနိုင်တယ်ဆိုရင်ဒါကောင်သိက္ခာရှိသော စိတ်ထားဖြစ်သွားပြီလူတစ်ယောက်အတွက်ကောင်းကျိုးစကားပြောပြသောသူလူတစ်ယောက်ကိုဖေးဖေးမမပြောတတ်တော်သူလူတစ်ယောက်ရည်ကြိုးစားမှုတွေကိုဝမ်းမြောက်ဝမ်းသာဖြစ်တတ်တော်သူကိုဘေးလူပါဒီလူစိတ်ထားကောင်းတယ် အဲ့လိုမျိုးအလိုလိုနေဂုံတက်သွားအဲ့သူ့ရဲ့နေထိုင်မှုသူ့ရဲ့ပြောဆိုမှုဟာဂုံတိတ်ခါရှိတော့ပြောဆိုမှုဂုံတိတ်ခါရှိတော့နေထိုင်မှုဖြစ်သွားတာပေါ့နှကောင်းနှစ်ပေါက်အတူပါလာတာကြတာချင်းအတူတူအသက်ရှူကြတာချင်းအတူတူပြောပုံပြောနေနေပုံနေနည်းကြောင့်ကို့ဘဝတံပိုးတွေကွာသွားတယ်အဲ့တော့ဘယ်လိုဘဝမျိုးနေမလဲတမလွန်ဘဝအတွက်ဆိုတာလဲထည့်ပြီးစဉ်းစားမယ်ဆိုရင် သူများကိုအပြစ်မြင်တတ်တဲ့အိတ်သာတို့မစ္စရိယတို့ ਨੇ ဘဝကိုနေတွေကိုကြော်ဖြတ်တဲ့သူတယောက်တည်း သူဂတိဘဝမရောက်နိုင်ဘူးဆိုတာအမှန်တရားအဲ့တော့ကိုယ်တိတ်ကရှိတာမရှိတာအသာထားလောလောဆယ်အဲ့လိုကျူးလွန်ထားတဲ့သူများကိုတိုက်ခတ်လိုက်ရမှသူများကိုအပုတ်ချလိုက်ရမှသူများအဖြစ်ကိုပြောလိုက်ရမှ နေသာထိုင်သာရှိတယ်ဆိုလို့ရှိရင်တော့တေးကြတဲ့အပေကြပါလိမ့်မယ်အဲ့တော့ဘုန်းကြီးတို့တွေဆိုလို့ရှိရင်ဒါဒီလိုဝိပဿနာတရားတွေနဲ့စိတ်ကိုစိတ်ကိုအမြဲတမ်းဆန်းစစ်နေရတာစိတ်ထဲမှာယုတ်တာပါမလာပါစေနဲ့စိတ်ထဲမှာသူများအပေါ်မှာမကောင်းမြင်တဲ့စိတ်မျိုးတွေဝင်မလာပါစေနဲ့စိတ်ကိုဆေးရတာ အဲ့လိုဈေးပါများတဲ့အခါကျနောက်ဆုံးအကုသိုလ်ဖြစ်မှာကြောက်လာတဲ့အဆင့်ကြတော့ကုသိုလ်လေးကြီးပဲလောက်တော့လာအဲ့တော့ကုသိုလ်လေးကြီးပဲလောက်လာတဲ့အခါကျတော့ပြောရင်လည်းပဲအကျိုးရှိမဲ့စကားပဲပြောတော့တယ်သူများကိုဝေဖန်လိုက်ဖို့တိုက်ခိုက်လိုက်ဖို့ဘယ်သူကတော့ဘလို့ပဲလို့ပြောဖို့တော်တော်ဝင်လေးသွားပြီဘာကြောင့်လဲဆိုတော့သူကအကုသိုလ်ဖြစ်တယ်အကုသိုလ်ဖြစ်တာမခံနိုင်ဘူးဆိုတော့ကုသိုလ်ဖြစ်အောင်နေတဲ့အခါအဲ့တော့မှစိတ်ကလည်းကုသိုလ်စိတ်စကားကလည်းကုသိုလ်စကားအလုတ်ကလည်းကုသိုလ်အလုတ်ဆိုတော့အဲ့ဒါတန်ဖိုးရှိတဲ့ ုံတိတ်ခါရှိတဲ့ဘဝဖြစ်သွားရောအော်ကဘာသူကဘာသားအပေါင်းတို့ဂုံတိတ်ခါရှိသောဘဝနေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ။